ုံမှန်မဟုတ်တဲ့ပွက်တက်ထဲနှစ်ထပ်ချုပ်ရတဲ့အထည်တွေကိုချုပ်တဲ့ခါကျရင်ဘလိုမျိုးလေးချုပ်ရလဲဆိုတာသင်ကြားပေးသွားမှာဖြစ်ပါတယ်ပညာရဏလေးတွေအမြင်ပေးနေတဲ့ဒီခြေသေးဖြစ်ပါတယ်အမတော်ဒီမှာပွက်တက်ထဲဦးမှာ sequence နဲ့ပေါ့နော်အဲ sequence နဲ့အများကြီးပါတယ်စာကိုချုပ်နေတာဖြစ်ပါတယ်အရင်ဆုံးမှဒီမှာအဲဇာလေးကိုအရင်တွဲလိုက်တယ်ပေါ့နော်အဲတွဲနေရင်လည်းဒီမှာ sequence လေးတွေကတချို့နေရာလေးတွေကအဲအထောက်တယ်ပေါ့နော်အဲကြောင့်မှဖြုတ်ဖြုတ်သွားပါတယ် နော်ဇာဝရင်တွဲမယ်တွဲတဲ့ခါကျမိမိထားသလောက်ချုပ်စာပေါ့နော်အေး6စိတ်ထားထားရင်6စိတ် cm နဲ့1.5ထားရင်1.5 2ထားရင်2ကိုထားထားတဲ့ချုပ်စာတိုင်းကိုတွဲသွားမှာဖြစ်တယ်အခုတွဲနေရလေးကတော့ဒီအနောက်ချမ်းလေးပေါ့နော်အနောက်ချမ်းကကျဲဒီခွင်ထည့်တယ်เนาะကျဲဒီခွင်ထည့်ပြီးသူရဲ့အောက်ပိုင်းတွေကိုအမရေသူမပုံစံယူထားတာဖြစ်တယ်အဲ့ဒါလေးကိုတွဲသွားတာပါเนาะအဲဒီမှာတော့အမဒီတချမ်းပီလေးကိုအုံပြပြီးတော့ ချုပ်ပါတယ်နော် sequencer ဆိုတော့အများကြီးဖြုတ်ရမှာဆိုလို့ပါအဲဒီကပွိုင်းနေရာလေးကိုမှပြပါမယ်အဲ့ဒါလေးကတော့ဒီပိုးနဲ့ဇာနဲ့ကိုအဲဒီအမကတော့ဒီပေါင်သိန်းပေါ့နော်ဒီတင်ပါရဲ့အောက်ပေါင်လေလောက်ကိုအမမှတ်ထားတယ်ပေါ့နော်အဲ့ဒီနေရာလေးထိပဲအမကတွဲတယ်နော်ဒီမှာအဲဒါဆိုရင်ဒါကဒီပေါင်ပေါင်တော့ဝက်လောက်နေရာပေါ့နော်အဲ့နေရာထိပဲအမတွဲတယ်အောက်ပိုင်းနေကိုကြတော့သူ့ကိုလှုပ်လိုက်တယ်ချိုးရိုးတွေလှုပ်လိုက်တယ်အဲ့ခါကျတော့ဝေးရတာလေကိုလုံးလေးလည်းပေါ်သွားတယ် အဲဝဲပြီးခါနေတဲ့အလှလေးတွေရတယ်နှစ်မျိုးလုံးရအောင်မယူထားတာပါအဲပေါင်တဝက်တီကိုလည်းချိုရိုးကိုတင်ထားတဲ့ပုံမှာကြက်ကြက်ကလေးရတယ်အောက်ကိုကျတော့အခုပြတဲ့ပုံစံမျိုးလေးချိုရိုးတွေကိုခွဲပြီးတွဲလိုက်တဲ့ခါကျတော့အဲမိမတယောက်ရဲ့အလှပို့ပြီးတော့ပေါ်လွင်သွားတယ်ပေါ့နော်အဲ body shape လည်းပေါ်တယ်ဒီခေါင်းဝင်းအလှလည်းပေါ်သွားတယ်ဒါကြောင့်မလို့ဒီခွဲပြီးတွဲတာလေးတွေအရေးကြီးပါတယ်နော်ဒီမှာအမပြပေးပါမယ်နော်ဒီအင်းအုံးဆုံးကတော့ဒီဒါလေးကအမဒီမှာ เนาะအပေါ်မှာထောက်လျှောက်တွဲလာတာเนาะတွဲလာတယ်တွဲလာတယ်တွဲလာပြီးတော့ဒီမှာမှလှုပ်ပြီးတော့ချုပ်လိုက်ပြီเนาะအဲစောစောကပြတာနေရာလေးကဇာကြီးပဲတည်တန့်ချုပ်သွားတဲ့နေရာပါเนาะအပေါ်မှာကိုမှတ်ထားတယ်ပေါ့เนาะဒီပေါင်ပေါင်နေရာที่ဆိုရင်ပေါင်နေရာที่เนาะအဲပေါင်တိုးဘက်ဆိုပေါင်တိုးဘက်ပေါ့เนาะကိုအဲ့နေရာလေးကိုအဲချီထောက်လျှောက်တွဲလာလိုက်တယ်เนาะအဲ့ဒါကကြာရင်ဇာဟောပို့တော့တွဲတယ်အဲ့ဒီမှတ်ထားတဲ့အမှတ်ကနေပြီးတော့အောက်ကိုကြာတော့ဇာဟောပေါ့เนาะ မင်းစားကြည့်ပဲတွေ့သွားတယ်ပိုးပိုးကြည့်ပဲတွေ့တယ်ဒါပေမဲ့အဲ့နေရာမှာနည်းနည်းလေးချုပ်တဲ့နေရာမှာပညာသားပါတယ်ပြီးတော့အဲခြေလေးရာလေးခြေပအပေါက်ရာလေးလို့ဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့စိတ်ပူစရာမလိုဘူး तू ကအဲခွဲပြီးတွေ့တဲ့အထဲဒီမှာအဲ့လိုမျိုးအမြင်မြင်ရတယ်ပေါ့နော်အဲဒါခွဲပြီးတွေ့တဲ့ပုံစံပေါ့နော်အဲခွဲပြီးတွေ့တယ်ခွဲပြီးတော့မြူတိုက်တယ်နော်အဲဒါလေးကမှအခုအပေါ်ပိုင်း နော်အပေါ်ပိုင်းကိုတောက်လျှောက်အညီတွဲထားတယ်နော်ဒီမှာပိုးနဲ့စာနဲ့ကိုတွဲထားတယ်အခုဒီမှာအမပြလက်မနေရာလေးနော်အဲလက်ညှိုးနဲ့ထောက်တဲ့နေရာလေးကခွဲလိုက်တာနော်အဲ့ဒီကနေစပြီးတောက်လျှောက်ခွဲပါတယ်နော်အဲ့နေရာကျရင်သူကလေအဲတောက်လျှောက်ချုပ်လိုက်ရင်နေမှာဒီဇာဆိုရင်ဇာဝရင်တွဲမယ်ဆိုရင်အဲဘီလီကိုမှပြီးရောဇာဘက်ကိုတောက်လျှောက်သွားလိုက်တယ်နော်အဲပြီးွားရင်အဲ့ဒီအဲပထမချုပ်ထားတဲ့နေရာနေပေါ့နော် point ချုပ်ထားတဲ့ချုပ်တဲ့ ပွိုင်နေရာလေးကနေတစ်ခေါက်ပြန်ပြီးတော့ချုပ်ရိုးပြန်ထက်တယ်ထက်ပြီးဝိုင်းသူ့ကိုပိုးတစ်ခေါက်ပြန်သွားမယ်နော်အဲပိုးကိုတစ်ခါချုပ်မယ်ဇာကိုတစ်ခါချုပ်မယ်နော်ချုပ်ရိုးကအပေါ်မှာပဲတွဲထားမယ်အောက်တွေကိုလွှတ်ချလိုက်မယ်နော်အဲ့လိုတွဲမယ်ပြီးရင်အဲမြူတက်တဲ့ခါကျရင်လည်းတွဲခွဲပြီးတော့တိုက်မယ်နော်မြူတက်တဲ့ခါကျရင်ခွဲပြီးတိုက်မယ်အဲ့အခါဆိုရင်သူကတော်တော်လေးကိုအဲလို့ပြောမလဲဒီချိုးယိုးလေးလဲလှမယ်အဲဝစ်တက်လို့လဲအဆင်ပြေတယ်အဲသူ့ရဲ့ဒီ ကြော့ကြော့ရှင်းရှင်းလေးပေါ့နော်ဒီချိုယိုးလေးတွေကလည်းဖြစ်သွားတယ်နော်လုံးလုံးကြီးဖြစ်မနေတော့ဘူးဇာနဲ့ပိုးနဲ့တွဲရင်ထူထူလုံးလုံးကြီးဖြစ်ကိုဖြစ်တယ်နော်အဲအကြောင်းမို့ဒီနီးကိုသုံးတာဖြစ်ပါတယ်နော်ခွဲပြီးတော့ခြုံမယ်ခွဲပြီးတော့မြို့တိုင်းမယ်နော်အဲ့ဒါဆိုရင်အဲအင်းကြီးကဒီခေါင်းဝင်းအလှကဒီအောက်မှာလွင့်သွားမယ်နော်ဇာဟာဇာတက်တက်ဖြစ်သွားမယ်ပိုးကပိုးတက်တက်ဖြစ်သွားမယ်နော်အဲ့လိုပုံစံမျိုးကိုဒါကခန္ဓာကိုယ်ရဲ့ဒီထုတ်ကျည်သီးထက်တဲ့ဘာလို့စစ်ထဲတဲ့နေရာပေါ့အဲ့ဒီနေရာရဲ့အောက်ပိုင်းအဲ့ဘေးတွဲတဲ့ခါလည်းအဲ့လိုပဲတွဲမယ်နော်ဘေးကို အဲကိုချုပ်စာဘလောက်ယူထားလဲဆင်ရမ်းနဲ့ဆိုရင်5 cm ဆိုရင်5 cm 4 cm ဆိုရင်4 cm ဘယ်ထိတွဲမလဲဆိုတော့အမကနီးရတော့အမကပေါင်သိန်းပေါ့နော်ပေါင်ရဲ့အလဲတဝက်နေရာ နော်အဲဒူးရဲ့အထက်ကိုအမတွဲလာတဲ့အားလုံးတွဲလာပြီးသွားရင်အဲ့ဒီကနေမှအဲဒီပောင်ရဲ့အောက်ပိုင်းတွေကိုကြတော့စောစောပြောသလိုဇာဇာတက်တက်ချုံမယ်ပိုးကပိုးတက်တက်ချုံမယ်လွှတ်ချလိုက်မယ်နော်ဇာကိုတစ်ခါချုံမယ်လွှတ်ထားလိုက်မယ်ပိုးကိုတက်တက်ချုံမယ်လွှတ်ထားလိုက်မယ်ဒါပေမဲ့အဲ့ဒီစုံမှတ်နေရာလေးတွေမှာဂေယူဆိုင်မယ်နော်အဲ့ဆိုရင်သူ့ရဲ့ခေါင်းဝင်အလှလေးပေါ်လွင်လာပါလိမ့်မယ်နော်ဒါပွဲတက်ထည်ရဲ့အဲအရေးကြီးတဲ့အခန်းကဏ္ဍလေးတွေဖြစ်ပါတယ်เนาะဒီမှာလေးတို့ဒီလိုမျိုးလေးတွေ နှစ်ထပ်ချုပ်တဲ့ခါကျရင်အဲ့လိုမျိုးလေးချုပ်ပေးနိုင်ပါတယ်နော်